အင်္ဂလန်ကနာမည်ကျော်ဘောလုံးသမားဟာဒေးဗစ်ဘက်ခမ်ကိုနံပါတ်3ချားစ်ဘရင်ကနိုဝင်ဘာလ4ရက်နေ့မှာ မြင်းစည်းသူရဲကောင်းတစိမ့်ပေးအပ်ပြီးစာပွဲချီးမြှင့်ခဲ့ပါတယ်။ဒီသူရဲကောင်းစာပွဲကိုတော့ဘောလုံးကစားပွဲတွေမှာအင်္ဂလန်နိုင်ငံအတွက်ထူးထူးချွန်ချွန်ကစားနိုင်ခဲ့တာနဲ့ဗြိတိရှလူမှုအတိုင်းဝိုင်းအတွက်ပရာဟီတာလုပ်ငန်းတွေမှာပါဝင်စာရွက်ခဲ့တဲ့အတွက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာအင်္ဂလန်အမျိုးသားဘောလုံးအသင်းရဲ့ခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်ပြီးကမ္ဘာဖလားပွဲ၃ချိန်တိုင်အောင်အင်္ဂလန်အသင်းမှာပါဝင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်၊ရီယယ်မက်ဒရစ်စတဲ့ကလပ်အသင်းကြီးတွေမှာလည်းအောင်မြင်မှုအများအပြားရရှိခဲ့ပါတယ်။၂021ခုနှစ်လန်ဒန်အိုလံပစ်ပွဲတော်ကျင်းပခွင့်ရရည်အတွက်လဲသူဟာတန်တမန်ကောင်းတစ်ယောက်အနေနဲ့ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဘောလုံးအကစားမှတင် မကပါဘူးဒေးဗစ်ဘက်ခန်ဟာ2005ခုနှစ်ကစပြီး UNICEF ရဲ့တန်တမန်တယောက်အနေနဲ့နှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့ပြီးကလေးတွေအတွက်ရန်ပုံငွေအများကြီးကိုရှာဖွေပေးနိုင်ခဲ့တာကြောင့် UNICEF အဖွဲ့က2015ခုနှစ်မှာသူ့နာမည်နဲ့ရန်ပုံငွေတစ်ခုကိုထူထောင်ခဲ့ပါတယ်2024ခုနှစ်မှာတော့ DB Beckham ဟာဘရစ်ဖောင်ဒေးရှင်းမှာတန်အမတ်ဖြစ်လာခဲ့ပြီး Charles Bean ရဲ့ပညာရေးအစီအစဉ်တွေနဲ့ ူငယ်တွေကိုတဘာဝပတ်ဝန်းကျင်ကိုပုံမနားလည်စေမဲ့လုပ်ငန်းတွေမှာပံ့ပိုးပေးခဲ့ပါတယ်။စာပွဲဖြစ်တဲ့သူရဲကောင်းစုပီပွဲအခမ်းအနားကိုအင်္ဂလန်နိုင်ငံဝင်စာနန်းတော်မှာကျင်းပခဲ့ပြီးဇနီးဖြစ်တဲ့ Victoria နဲ့မိဘနှစ်ပါးဖြစ်တဲ့ Sandra နဲ့ David တို့လည်းတက်ရောက်ခဲ့ပါတယ်။ David ဟာအခုချိန်မှာတော့အသက်50ရှိပြီဖြစ်ပါတယ်။